အလုံးမဲ့မင်္ဂလာပါရှင်မွန်ရဲ့ channel လေးမှာ audio ပုံလေးတွေမတင်ပြဖြစ်တာကြပြီမို့ဒီတစ်ခါကတော့ဆရာဖေမင်းရေးသားတဲ့အပြောင်းအလဲဆုံးဘဝတစ်ခုတိဆောက်ခြင်းဆိုတဲ့စာကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ဆရာဖေမင်းကတော့ဒီစာလေးဟာ OS Martin ရဲ့ Making Life a Masterpiece ဆိုတဲ့စာလေးကိုအခြေခံပြီးတော့မှအခြားသောစာအုပ်စာတန်းချမ်းချို့ကိုအမိပြုပြီးတော့မှရေးသားထားတာဖြစ်ပါလိမ့်ရှင် မိမိတို့ဘဝကိုဘယ်လိုမျိုးအပြောင်များဆုံးတည်ဆောက်လို့ရမလဲဆိုတာလေးကိုစစ်လက်နာစင်ကြည့်ရအောင်ပါအခန်းတက်ဒီဘဝတာအတွက်လက်ရာတစ်ခုသာဖန်နေတည်ဆောက်ခွင့်ရှိသည်ဒီပါရမီရှင်လီယိုနာໂດဒါဗန်ချီဟာလူဘဝသူ့တစ်ချိန်ပြန်ခေါ်ကဤကဘာတွင် သူ၏အမည်နာမဖြင့်ပကြီကားတစ်ချက်သေးသာခြံထားခွင့်ပြုမိဟုကန့်တက်လိုက်မည်ဆိုပါသော မိတို့တော့ပကြီကမျိုးသူရေးဆွဲလိမိနီအလားတူပင်ဘဘူးကျော်ရိုတဲ့အာမကွယ်လွန်မီကာလအတွင်းဘဘူးရုပ်တစ်ခုသေးတာထုတ်လုပ်ခွင့်ပြုမည်ဟုသတ်မှတ်လိုက်မည်ဆိုပါသောမိတို့တော့ဘဘူးရုပ်မျိုးသူထုတ်လုပ်လိမိနီမြင်အောင်မှန်းဆနိုင်ရန်မလွယ်ပါဒါပင်ချီရောရိုရင်မှာမအိတ်မနေ ရရှိလာများဇံဝင်စားပြီးမှသာ မိသည်လျာမျိုးဖန်ဆင်းပြုလုပ်မည်ဟုဆုံးဖြတ်ချက်ချနိုင်ကြပါမည်။သို့တော်တေချာပေါပြောနိုင်သောအချက်တစ်ခုကရှိသည်။ဒါဗင်ချီထားရမည်တစ်ခုသေးသောပကြီကားသည်၎င်းရိုဒင်ထုလုပ်မည်တစ်ခုသေးသောဗဘူးရုပ်သည်၎င်းကပသမိုင်းတွင်အကြီးကျယ်အပြောင်များဆုံးအမှုပညာလျာများဖြစ်နေမည်မှာဧကံမုတ်ချဟူသောအချက်ဖြစ်သည်။စာဖတ်သူမိတ်ဆွေ တင့်မှာမွေးဒီမှာတည်သည့်အထိနေသွားရမည်တူဆောင်တော်ဘဝလေးတစ်ခုရှိသည်ထိုဘဝသည်အញ្ញံစားပကြီးစရာဤပကြီးကားတစ်ချက်လိုမထင်မရှားလဲပျောက်ွယ်သွားနိုင်၏ဒါဗင်ဂျီမိုနာလီဇာပကြီးကားရိုဒင်ဤတွေးတော်သူဘဘူးယုံများကဲ့သို့လည်းအန်အေးကြီးကျယ်သွားနိုင်ပါသည်ဘဲသူဖြစ်သွားသည်နီးဟုသည်တင့်အပေါ်၌ပင်မူတည်ပါသည် သင်ပိုင်ဆိုင်နီတစ်ခုတည်းတော့ဤဘဝကိုတကြိမ်တစ်ခါတည်းသာဖန်နီးတိဆောက်ခွင့်ရှိသည်ဘလို့ဘဝမျိုးတင်တိဆောက်ပါမည်လဲမိမိကိုယ်ကိုလေးစားသူမိမိဘဝကိုတန်မိုးထားသူဆိုရင်ကမိမိဤတစ်ခုဤသောဘဝကိုအကြီးကျယ်အခမ်းအနားဆုံးအပီပြင်းအပြောင်မြောက်ဆုံးဖြစ်အောင်ဖန်နီးတိဆောက်ရပါမည်ဒီလိုတိဆောက်နိုင်ရန်အတွက် တနေ့သောအခါမိမိဘာဖြစ်လာရမည်ဟုသောရည်မှန်းခြင်းရင်တိုင်းမဖြစ်ဖြစ်အောင်တိဆောက်မည်ဟုသော ခိုင်မာပြတ်သားသည့်စိတ်ဆွေအခက်ခဲကိုရင်ဆိုင်ရည်သည့်တက်သည့်မိမိဘာသာချမှတ်ထားသည့်လမ်းကြောင်းမှရိမ့်ရိုင်တွေးဖြစ်မသွားရအောင်ထိမ့်သိမ့်နိုင်သည့်တမာသည်စသည်အရေအသွေးများပြေဝထားရန်လိုသည်ဉာဏ်မျောမြင်မရှိစိတ်ဓာတ်ကြန့်ခိုင်မှုနတ်တိဖြစ်ကား တခုဒီတော်ဘဝကိုလှလှပါပါတိဆောက်ရမည်ဟုသောအတ္တတရားလဲကင်းမဲ့နေမည်ဆိုရင်ကရတော့ရခဲ့သောဘဝတခုအချီနီ အလဟတဆုံးမသွားရပါချေမည်ဒီလိုဆုံးမခဲ့ကြသည့်တာရကတွေလည်းမြောက်များစွာပင်ရှိပါသည်တငယ်ဘဝခရစ်တော်နဲ့သစ္စာဖောက်တပည့်ယူတာခရစ်ယာန်ဘုန်းတော်ကြီးများအစဉ်အဆက်ပြောကြားလေးရှိခဲ့သည့် ဒဏ္ဍာရီဆက်ဆံအဖြစ်ပြက်တစ်ခုကဤသို့ဆိုပါသည်တည်ရန်ယောခါကအီတလီပြည်ဆစ်စလီကျွန်းပေါ်ရှိမြို့တစ်မြို့တွင်ပကြီးကျော်တူသည်ဖျားရှစ်ခိုးချောင်းကြီးတစ်ခု၏အတွင်းနံရန်၌ခရက်ဝင်ပကြီးကားရဲကြီးတစ်ခု ရေးဆွဲလျက်ရှိသည်ခရစ်တော်၏ဘဝဖြစ်စဉ်ကိုဖော်ကျူသည့်ယင်းပကြီးကားများရေးဆွဲရ၌တရုတ်ပြည်ပြင်စီရန်အတွက် ယေရှုခရစ်နဲ့ကွာခမဲတော်မဲတော်နောက်ပါတပည့်တော်ကအစရှိသူတို့ဤရုပ်ပုံများအဖြစ်အပြင်လောကတွင်တည့်ရှိထင်ရှားရှိနေသူများထဲမှဇယိုင်းလက္ခဏာချင်းနိဆက်စင်သူတို့အတီးတီးတို့ကိုစံပြထားကပုံလူရေးဆွဲယူခဲ့သည်နှစ်အတန်ကြာရေးဆွဲပြီးသည့်အခါအရေးကြီးသောရုပ်ပုံနှစ်ခုမှအပပုံအလုံးရေးဆွဲပြီးစီလေသည် ကျန်ရှိနေသောရုပ်ပုံတစ်ခုကယေရှုခရစ်၏တငယ်ဘဝပုံတော်နှင့်ယေရှုခရစ်တော်အားသစ္စာဖောက်ဖြစ်ခဲ့သည့်တာဝကဟာယူရာယုတ်ဤပုံလို့ဖြစ်သည်ပကြီးကျော်သည်၎င်း ရုပ်ပုံတစ်ခုအတွက်ပုံနူရေးကူးနိုင်ရန်တင့်တော်မီစံပြပုဂ္ဂိုလ်တို့ကို လိုက်လံရှာဖွေတော်လဲတော်တော်နှင့်မတွေ့ရပေ။ တနေ့နိုင်မူသူသည်လမ်းမပေါ်တွင်ဆော့ကစားနေသည်ကလေးတိုက်ထဲမှစနစ်နဲ့အရွယ်ကလေးငယ်တယောက်ကိုသတိပြုမိသည်ကလေးငယ်၏မျက်နှာသည် အလွန်တန့်ရှင်းကြည်နေလှသည်ရိုးဖြောင့်မှန်ကန်ခြင်းဉာဏ်အမျောအမြင်ရှိခြင်းစေစနာမေတ္တာပြုဝခြင်းအရေးအယောင်များသူ့မျက်နှာတွင်ထင်ရှားလျက်ရှိသည် ပကြီးကျော်သည်ကလေးငယ်အားခေါ်လာပြီးဆံပြအဖြစ်ထိုင်စီကယေရှုခရစ်တော်၏တငယ်ဘဝရုပ်ပုံကိုရေးဆွဲလေသည်။ယေပောင်းတော်ကြောင့်စိတ်တိုင်းချပုံကိုရေးဆွဲပြီးတော့နာယံစေးပကြီးကားရဲကြီး၌ယူရပုံတို့ကူတာဖြည့်တွင်းရန်ကြံနေတော်သည်။ဖျားရှိခိုးကြောင့်ရှိခရစ်ဝင်ပကြီးကားရဲကြီးတွင်ယူရပုံတပုံလိုအပ်နေသဖြင့်မပြေးစည်းနိုင်ဖြစ်နေရာကြောင့်တည်င်းစကားသည်ပတ်ဝန်းကျင်နေတဲ့ခွင်တို့ ြန်ပွားသွားသည့်အခါမိမိကိုယူရဖြင့်ဆံပြထိုင်ပေးနိုင်တော့အောင်ရုပ်မှကောက်ကျစ်သည့်ရုပ်လက္ခဏာရှိသည်ဟုယုံကြည်သူအများအပြားပင်ပုံလူဆွဲခံရန်ပကြီးဆရာကြီးထံရောက်လာကြသည်ထို့သောမိသူတဦးတယောက်ကိုမျှသူစိတ်တိုင်းမကြခဲ့ အကြီးကျော်သည်သူ၏စိတ်အာရုံတွင်မြင်ရောင်ထားသည့်စိုးရုံမှိုင်မဲသောဂရိတ္တစာမရှိသောအတပြားဒင်းငါးစာအနှင်းငယ်များကိုမမောသောစေဖြင့်မိမိအရှင်တခင်ကိုပင်အတေတက်မိသူတို့လက်သို့ပို့ရခဲ့သောတပေဆိုယူရာ၏ရုပ်တွင်ကိုထင်ဟပ်နိုင်သူအားရှာဖွေမရခဲ့သူနှင့် နှစ်ပေါင်းများစွာကြာမင်းယူရာရုပ်ပုံကိုရင်းဆွဲမရနိုင်ပေရှိခဲ့သည် သို့တော်တနေ့၌မူပကြီးကျော်သည် စားတော့ဆိုင်တစ်ခု၌ထိုင်နေစဉ်ဆိုင်တွင်တို့တည်ဒီရိုင်နေဝင်ရောက်လာသူတယောက်ကိုတွေ့ရသည်ညတိဆုပ်ပြက်ကတစီမင်စာရုပ်ပေါက်နေသော၎င်းလူသည်ကျွန်တော်ကိုအေးတိုက်ပါခမားဤတစ်ခွက်လောက်တိုက်ကြပါခမားဟူ၍အရှိအကြောက်ကင်းမဲ့စွာတောင်းခံလျက်ရှိသည် ပကြီးကျော်သည် ထိုတူဤမျက်နှာ၌အာကုတုဒူးစရိုက်ပေါင်းစုံစုပြုံထင်ဟန်နေသည်တကားဟုအလန့်ကြားမြင်မိကား နှပောင်းများစွာမိမိရှာဖွေခဲ့သောပုံကူကိုယခုတွေ့ရနေပြီဟုအကြီးအကျယ်ဝမ်းမြောက်သွားသည်။မောင်ရင်ကျုံနဲ့လိုက်ခဲ့ပါ။မောင်ရင်ကိုရဝအောင်တိုက်မယ်။ဟုဆိုက၎င်းလူကပကြီခန်းသို့ခေါ်လာသည်။ထိုချိန်၌အတော်ပင်အသက်ကြီးရင်နေပြီဖြစ်သောပကြီဆရာအိုသည်သူ၏အပြောင်းအလဲဆိုနံရံဆေးရေးပကြီးကားကြီး အပီးတက်နံရံအတွေ့ဘဝတုံးနေသူ ထိုလူစုံအား လူသည်များအရက်ကိုပေးကနေစဉ်ပုံလူရေးဆွဲမှုပြုလေသည်ထိုသည်သည်အစပထမ၌ရစ်တောက်ရလျင်ပြီးရောဟုသောသဘောဖြင့်ပကြီးဆရာကြီးအကြိုက်ထိုင်ပြီးနေရာမှာရစ်အနေငယ်ကြလာသည့်အခါတဖြည်းဖြည်းပြောင်းလဲလာသည်မူရထုံထိုင်းကလောကရောဘဝကိုပါမီလီယံနေသည့်အတွင်ပြင်မှာစိုးရိမ်ထိတ်လန့်သောအတွင်ပြင်သို့ပြောင်းလဲလာခဲ့သည်တဖြည်းဖြည်းရုံလုံးပေါ်လာသောသူ့ပုံသူပကြီးကိုကြီးကသူ666ချားချားပင်ဖြစ်လာသည် ပုံဆွဲခံရသူမျက်စိမျက်နှာပစ်သည်ကိုမြင်လျင်ဆရာကြီးကအချောင်းရင်ကိုမေးသည်ဆရာကြီးမေးသည့်အခါတွင်မှပုံဆွဲသူသည်ရုတ်တရက်အကြီးကျယ်ဝမ်းပန်းတနေဖြစ်သွားကမျက်နှာကိုလဝါနှင့်အုံလျင်ဆိုက်ကြီးတငယ်ငိုကြွေးလေတော်သည်အတော်ကြောင့်ငိုကြွေးပြီးကမှ ပကြီးဆရာကြီးကိုမောကြီးကဆရာကြီးတော်ကျွန်တော်ကိုမမှတ်မိတော့ပဲကိုဆရာကြီးစီမှာခရစ်တော်တငယ်ဘဝရုပ်ပုံအတွက် ပုံမှုအစွဲခံခဲ့တာကျွန်တော်ပါခမဟုကြည်ကွေးတန်ကြီးနင်းပြောလိုက်လေသည်ပုံမှုပကြီးရေးဆရာပင်မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားခဲ့သူတက်တန်းတခွင့်များမရှိသေးမီကာလာအတွင်ယေရှုခရစ်လိုအထွတ်အမြတ်ပုဂ္ဂိုလ်အတွင်ပြင်မှယူရာလိုအနိမ့်ကြအယုံညံဆုံးအတွင်ပြင်သို့ဆုတ်ယုတ်ကြဆင်းသွားခဲ့သူမိများနှမျောစရာကောင်းလိုက်ပါသည်နိမိဘဆရာများအတွက်သာဆိုက ညီညာယဉ်ထုမနာဖြစ်เสียကောင်းလိုက်ပါမည်နီသို့တော်လောက၌ဒီလိုလူမျိုးတွေအများပင်ရှိပါသည်မိသူမဆိုမိမိဘဝကိုမိမိတန်ဖိုးထားရကောင်းမှန်းမသိမိမိဘဝကိုမိမိတည်ဆောက်ရမည်ဟူ၍နားလေသဘောပေါက်ခြင်းမရှိလျင်၎င်းလူဤသို့ပျက်စီးဆုံးရှုံးရမည်သာဖြစ်သည် ုကိုကိုတန်မိုးထားကကို့အားကိုကိုကျိုးဝဲမီဆိုရင်ကမိမိရီမှန်းချင်ပန်းနိုင်သူမရောက်နိုင်စရာအကြောင်းမရှိပါလူတိုင်းထိတ်တန့်ရောက်နိုင်သည်လူတိုင်းလူတိုင်းမီရီဘူဟာအဖြစ်တူညီသော အခြေခံဖြင့်ဘဝကိုတည်ဆောက်ကြရသည်ဟုဆိုခြင်းသည်ဆွေကုံမျိုးကိုမိဘအမွေနှင့်စတဲ့အထောက်ပံ့ခံစားရရှိမှုခြင်းကွာခြားနိုင်ကြတော့လေတောကြီးမြင်မဲတဲ့တွင် တက်လုံးသေးနဲ့နေခဲ့ရသူမှာတမရအိဗရာဟလင်ကွန်ဖြစ်သွားသည်တာရကစီကတ်စရာပညာတန်လည်းမရှိ အာကိုပြုစရာပြိကတ်တိုက်ဟူ၍လည်းမကြားရဘူးလေတောကျစ်လက်တွင်ရသမျှစတူစာစာကိုကောက်ဖတ်ရင်မင်းတိုင်မင်ခံအမတ်ဝင်စင်းမင်းရစာဖြစ်သွားသည်တာရကမထင်မရှားတက်ချက်ကလေးဘဝမှာအင်ပါယာသခင်ဧကရစ်ဘုရင်နပိုလီယံဖြစ်သွားသည်တာရကား စတီတို့ကိုကြည့်ရင်မိသူမဆိုးငါဘွားအခြေခံနေဘာလာသည်ဟူ၍အားငယ်เสียရမလို့ကြောင်းထင်ရှားပြီသည်လူတိုင်းလူတိုင်း၌အကန့်အသတ်မရှိ ဖွင့်မျိုးတိုးတက်နိုင်သည့်အခြေခံကိုစီပါလာခဲ့သည်ကိုလေးအင်ကချွတ်တဲမှုမရှိ အုံနောက်နိုင်လေသူများထက်မနေသောဉာဏ်ရည်သာပါခဲ့မည်ဆိုရင်မိသူမဆိုးမိမိဘဝကိုမိမိအမြင့်ဆုံးထိမျှော်မှန်းနိုင်ခွင့်ရှိသည်ဟုဆိုခြင်းသည် စင်စဲမိမိကိုယ်ကိုလေးစားသူမှန်သမျှထိတ်တန့်ရအောင်ကြိုးစားမိဟုသော စိတ်မျိုးရှိရမည်သာဖြစ်သည်။ဤစာအုပ်သည်တဘာဝကြောက်ရိုင်းတလုံးကဲ့သို့အခြေခံတန်မိုးရှိစွာ မွေးဖွားလာခဲ့သည့်လူသားတဦးအနေနဲ့မိမိဘဝကိုအမြင့်မားအပြောင်မြောင်ဆုံးဖြစ်အောင်မိတို့တည်ဆောက်နိုင်ကြောင်းအကြံဉာဏ်ပေးနိုင်ရန် စီစဉ်ပြုစုထားသောစာအုပ်တော်ဖြစ်သည်။တဖန်ဤစာအုပ်၌အလေးနှစ်ပြုဖော်ပြထားသည့်နောက်ချက်တစ်ခုက အမှန်တကယ်ဂုံယောင်ပြောင်သောဘဝမျိုးဟုသည်ညင်မြတ်မှန်ကန်သောစိတ်တဲ့အခြေခံပေါ်၌သာတည်ဆောက်၍ရနိုင်သည်ဟုသောအချက်ဖြစ်သည်ရွှွန်ဖို့ရည်အိုင်နာခြေတန်းရှိအိမ်သာစောင့်နိုင်သည်တိုက်တာအဆောက်အုံတစ်ခုမတည်ဆောက်နိုင် မခိုင်ခံသောအခြေခံ၌တည်ဆောက်သည့်အဆောက်အုံသည်ရည်ရှိမခံများမကြမီပြိုလဲပစ္စည်းရမည်ဖြစ်သည်ထို့ကြောင့်လေရိမှန်းချစ်ကြီးကြီးထားကဆွဲလုံလဝရိယဖြင့် ိမိဘဝကိုမိမိတိဆောက်ကြသူများတဲ့တွင်ပင်အချိန်တန်သောခါနာစိတ်တအခြေခံကောင်းခြင်းညံ့ခြင်းမော်မူတည်၍လူနှစ်မျိုးနှစ်စား क्वे ပြသွားတတ်ခြင်းဖြစ်သည်တမျိုးတည်းကနှစ်စား क्वे ချသူများတရံယောခါကမြန်မာနိုင်ငံတွင်ထင်ရှားသောပုဂ္ဂိုလ်ချင်းနှစ်ယောက်ရှိခဲ့၏နှစ်ယောက်လုံးမင်းကိုအားကိုကူ၏တိုးတက်ကြီးပွားကမြန်မာနိုင်ငံရင်းလောက၌ထိတ်တန့်ဆင်းလို့ရောက်ရှိခဲ့ကြသည် သို့သောထိုပုဂ္ဂိုလ်ကြီးနှင့်ဦဘဝဂုံကြီးစင်တန်းကို ခွဲခြားတတ်မှတ်ပြီးမိစိတ်တဆရဲ့တိတိတီတဦးစီ၌ကြွေပြားခြားနာစွာပင်အောင်တည်ရှိခဲ့သည်ထိုကြွေပြားသောအခြေခံတို့ကြောင့်မင်းနောက်ဆိုး၌ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနီပုဂ္ဂိုလ်သူဖြစ်ခဲ့၍ဂလုံးဦးစောကဂုံတိတ်ခါခဲ့မဲ့သောဘဝဖြင့်ဤကုန်ချုပ်ခဲ့ရခြင်းဖြစ်ပေသည်ကဘာနိုင်လေဒီလိုတာရကများစွာရှိသည်ဟက်တလာ ဟစ်တလာသည်အောက်ခြေမှထိတ်ဆုံးသည့်ကိုဇွမ်းကိုအားဖြင့်တက်ခဲ့သူပင်ဖြစ်သည်ကနဝဆာသူဘဝသည်အတော်ပင်ဆိုးရွားလာ၏ဩစတြီးယန်လူမျိုးသူဖခင်သည်အဖေခေါ်ခံမိသူမရှိဘဲကြီးပင်ခဲ့ရသူဖြစ်သည်ဒီမောင်ရုပ်သည်ဟစ်တလာပေါ်လွမ်းမိုးခဲ့သည်လူငယ်ဘဝ၌သူသည်ဗကြီကျော်တယောက်ဖြစ်ရန်ရည်မှန်းခဲ့ပူသည် သို့တော်မဖြစ်မြဝင်ခင်းစာမျိုးမအောင်မြင်သည်ဖြင့်ဗကြီကျောင်းတက်ခွင့်မရ ို့နာသူ့အတက်16နှစ်တွင်မိခွန်ကွယ်လွန်ရာသူ့အတွက်အချိန်လုံးဝပြစ်ခဲ့ရသည်ဒီနောက်တွင်မူလနေထိုင်ရာနေမျိုးကလေးကိုစွန့်ခွာကဩစတြေးလျမြို့တော်ဘီယင်နာတို့တကူတော်ထွက်လာခဲ့သည်ထို့နောက်နေနေတာကာလာကသူ့ဘဝတွင်အစင်းရဲအကျက်ဒဲဆုံးကာလာဖြစ်သည်กายาလို့ဆိုရင်နင်းနင်းလေးမြားလှုပ်ချင်တော့ဟဲ့တလားဒီထမင်းတလို့အတွက်အနေစားအလုပ်အကျန်းစားအလုပ်များကိုဝင်လုပ်ခဲ့ရသည် အလွန်နှိမ့်ချနှုံချတော့နေများတွင်အစင်းရဲ့အဆုပြတ်ဆုံးလူများချာ၌တိုးဝေနေထိုင်ရပြီးအခြေအနေမဲ့များအားကုသိုလ်ဖြင့်ဆွပြုတ်တိုက်သည့်နေရာများတွင်ဝင်ရောက်တန်းစီစားတောက်ခဲ့ရ၏သို့သောဟေဒလာသည်စင်းရဲမွဲတေမှုအောင်၌တိမ်မြုပ်ပျောက်ွယ်မသွားအခြားသောဘဝတူလူများငတ်သည့်အခါငတ်လိုက်ရသည့်အခါရသည့်မြောင်စားတောက်ပျော်ပါဖြုံနေလိုက်နှင့်အောက်ခြေဘဝမှာပင် ကြောက်ချနေကြစဉ်ဟေဒလာက ရင်မတော့စီးလိမ့်မတော့မိမကိုရှောင်ရှားကရသည်မြစာအုပ်စာတမ်းများကိုသာတရေချမ်းဝါမျိုးစားတောင်းနေခဲ့သည် သူ့မှာရင်မန်းချက်ကအလွန်ကြီးမားသည်သူသည်ဂျာမနီပြည်နဲ့အထွတ်အထိပ်ထိရောက်ရမည်ဟုယုံကြည်ထားသည် ထို့ပြင်သူ့မှာအရည်ချင်းတစ်ခုလည်းရှိသည်ရင်ကတိုင်းပြည်အခြေအနေအလားလာနဲ့လူအများစုတို့၏သဘောထားများကိုအကဲခတ်ရ၌ပါရမီရှင်းဟုဆိုရလောက်အောင်အံပနန်းထူးထွန်ခြင်းဖြစ်သည် သို့တော်သူသည်ကောင်းကျိုးပြုပါရမီရှင်မဟုတ်မကောင်းဆိုးဝါးသမားသာဖြစ်ခဲ့သည်သူဖတ်ရှုခဲ့သည့်စာအုပ်စာတမ်းများမှာရသောအကြမ်းမြင်ဘုဒ္ဓတာသည် သူ၌ငယ်စဉ်ကတည်းကဆွဲလာခဲ့သည့်အမျိုးအာကာတာများနှင့် ပေါင်းစပ်လိုက်သောအခါအစိတ်တောင်ပြင်းထန်သည့်အတွေးခေါ်နှင့်လောရက်များစီတို့ဥတီသွားခဲ့သည်သူသည်တတိယဂျာမနီနိုင်ငံတော်ကိုတကဘာလုံးအံ့ဩတုံ့လောက်ရလောက်အောင် ကြီးတည်သောအတိုင်းတာထိ တည်ဆောက်နိုင်ခဲ့ပါ၏သူကိုယ်တိုင်ဒီလေထိုကာလအတွင်းကဘာတွင်တကိုးရှိန်စွာအပြင်းဆုံးအာနာရှင်မင်းအဖြစ်သို့ရောက်ရှိခဲ့ပါ၏တိုးတော်အဂါသာများလူမျိုးရေးမုန်တီစိတ်များလူမဆန်အောင်ခက်ထန်ကြံတန်းတော်နှလုံးသားများကိုအခြေပြုတည်ဆောက်ခဲ့သည့်တတိယဂျာမနီနိုင်ငံတော်သည်အချိန်တို့အတွင်းမှာပင်ဝရုံးသုံးကပစ္စည်းပြိုကျကဟစ်တလာရောသူ၏နောက်လိုက်များကိုပါ မရှုမလနှီကုန်ချုပ်စေခဲ့ပါသည်အိဗရာဟလင်ကွန်ဟစ်တလာနေသူအောက်ခြေနေများဘဝမှာနိုင်ငံ့အကြီးကဲဖြစ်ခဲ့သူနောက်တစ်ယောက်ရှိသည်အိဗရာဟလင်ကွန်ဘဝစပိုင်း၌လင်ကွန်၏အခြေအနေမှာဟစ်တလာထက်ပင်ဆိုသေး၏ဘုံကြီးချောင်းမရှိ စာတင်ချောင်းမရှိရွာဝွေပင်မရှိသည့်အခောင်ဖျားချောင်းကြားထဲမှာမွေး၏လူမျိုးပေါင်းဝင်လောက်ရောက်မှစာတင်ရ၏ သို့တော်တသက်လုံးပေါင်းမှကြောင်းနေခြင်း12လများရှိခဲ့၏ဘဝတစ်လျှောက်လုံးနဲ့မိဘဆွေမျိုးဤအမအဆဆိုတာမျိုးလုံးဝမခံစားခဲ့ရ။သို့တော်လင်ကွန်း၌ထူးခြားသောအခြေအနေတချို့ရှိသည်။သူသည်စိတ်ကောင်းနှလုံးကောင်းရှိသည်ပုံလိုပတ်စာဟာတာများဖြင့်အများခင်မင်ပွဲပြောဆိုတတ်သည်။သူသည် စာဖတ်ဝါသနာကြီးမားသူလည်းဖြစ်သည်။အသံပညာမရှိသောမိမိသည် ကိုယ်တိုင်ရှာပညာဖြင့်သာ မိမိဘဝကိုမြင့်တင်နိုင်ပြီဖြစ်ကြောင်းသိရှိက စာပေဘုဒ္ဓတာကိုဒေယချမ်းလိုက်စားသူမိခဲ့သည်ဟက်တလနီသူသူဒီလေးရီမှန်းချစ်ကြည့်သူပင်ဖြစ်ပါ၏တော်အောင်ခြုံချာမှမွေးတော်လဲခြုံချာမှထာဝရမနီပုံများသည့်တင့်မြီဟုသော စိတ်ထားမျိုးရှိသူဖြစ်ပါ၏သို့တော်လင်ကွန်းသည် သူဤဘဝပုံပိမှန်ကိုအညိုအာဃာတဖြင့်မတီးစားအဖြစ်စိတ်ခက်ထန်ရန်လိုသော စိတ်တို့ဖြင့်အုံမြင့်မချား စုဆိုင်အားထုတ်မှုစိတ်ရှည်တည်ခံမှုကြောင့်မတည်ကြည်မှုတို့ကို မနိုင်ပြု၍သာသူ့ဘဝကိုထူထောင်နေသည်အညိုအားကားတာအလင်းမပါ အားလုံးအတွက်မေတ္တာစေတနာဟူသည်သာသူ၏တတ္တာကိုင်းဆွဲသောဆောင်မုတ်ဖြစ်ခဲ့သည်လွဲမှားသောစိတ်ဓာတ်အခြေခံကြောင့်တကောအာနာကိုအလွဲသုံးစားပြုမိသည်ဖြင့်ဟက်တလာသည် သူ၏ဂျာမနီပြည်ကိုသာမကကမ္ဘာနိုင်ငံအများပြားကိုပါမိလောင်တိုက်တွင်ခဲ့သူ လူစုကြီးအဖြစ်ရာဇဝင်တငယ်ပြီးအေဗရာဟဲလင်ကွန်ကမူသူကိုယ်တိုင်တက်လုံးတဲ့အိမ်မှာအိမ်ဖြူတော်တို့တလန်းနိုင်ခဲ့တဲ့ကဲ့သို့သူ့နိုင်ငံသမိုင်းတွင်လည်းငွေဝဲချုံစနစ်ကိုချုပ်ငင်းစေခဲ့သူပြည်တော်လူကြီးမပစ္စည်းအောင်ထိန်းသိမ်းကာကွယ်နိုင်ခဲ့သူအဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပြီသည်မတော်လောဘသမားနှင့် လူသားအကျိုးဆောင်ပုဂ္ဂိုလ်များစီးပွားရေးနယ်ပယ်တွင်ထောပအောင်မြင်အောင်ကြိုးပမ်းခဲ့ကြသူများ၌လည်း အလားတူဝင်စိတ်ဓာတ်အခြေခံမှမူတည်၍လူကောင်းနှင့်လူဆိုးကွဲပြားက မတူညီသောကံကြမ္မာများဖြင့်ဏီကုံချုပ်တက်ကြသည်ကိုတွေ့ရနိုင်သည်။လွန်ခဲ့သည့်နှစ်ပိုင်းတွင်ကမြန်မာနှင့်နိုင်ငံတကာစာနယ်ဇင်းများတွင် စီဝါရေးနောင်ကစားသမားများ၏အတက်အကျဘဝဇလံများကြောင့်ဝီဝီဆဆဖော်ပြကြသည်ကိုဖတ်ရှုခဲ့ရသည်။ Robert McWay အမည်ရှိ ထုတ်ဝေလုပ်ငန်းရှင်ဤတူ ရင်းနဲ့တည်ဆုံသည့်ကိစ္စဖြစ်ပွားပြီးနောက်သူ့ကုမ္ပဏီအတွင်းအေယာမငွေကြေးအရှုပ်ထွေးများနဲ့လိန်လေထားမှုများပေါ်ပေါက်ကကျန်ရတော်သူဤသားများအဖမ်းဆီးခံစားရသည်ကို တရားကြစရာတွေ့ရှိခဲ့ရ၏ထို့ပြင် BCCI မည်ရှိနိုင်ငံတကာဗန်ကြီးတစ်ခုလုံးတည်ပင်အလိန်ညာကြီးဖြစ်ကြောင်းဘူးပေါ်သလိုပေါ်ကရခင်ကအီယာမဗန်တထေးကြီးများအသွင်ဖြင့်ဝင့်ထဲခဲ့ကြသောပုဂ္ဂိုလ်ကြီးများနေချင်းညာချင်းပင် ရာဇဝတ်သားများဗရန်ပြင်းများဖြစ်သွားကြသည်ကိုလည်းထိတ်နှံအံ့ဩပဲသိမြင်ကြရ၏အလားတူပင်များမကြမီကာလအတွင်းကထုတ်ဝေသည့်နိုင်ငံတကာစာနယ်ဇင်းများတွင်လည်းအီတလီစီးပွားရေးတော့ကမှပုံကိုခြင်းတရားရှေ့စဉ်နောက်စဉ်တက်တည်ခဲ့သည့်သတင်းများဟိုးလေးတချို့ဖော်ပြကြသည်ကိုတွေ့ခဲ့ရပြန်သည် ရင်းပုံကိုနေရောင်နှင့်ပထမပုံကိုမှာစွမ်းအင်လုပ်ငန်းဆိုင်ရာ အီယာမကွန်မြူနတီတစ်ခု၏အကြီးကဲဟောင်းဖြစ်၍ငွေစင်းနေနေမှုများအတွဲဖန်စီစစ်စေးနေစေအချုပ်ခန်းထဲတွင်မိမိကိုယ်ကိုဆုံးစီရင်သွားခြင်းဖြစ်၏ဒုတိယပုဂ္ဂိုလ်ကမူအီတလီတစ်ပြည်လုံးတွင်ဒုတိယအကြီးဆုံးပုဂ္ဂလိက လုပ်ငန်းစုကြီးအကြီးကဲဖြစ်ဆောင်ရွက်ခဲ့သူဖြစ်၍အလားတူဝင်စီးပွားရေးပြည့်မှုအတွဲအဖန်စီခံရကနီးစစ်စဲတွင်တမန်နွန်တို့ထွက်ပြေးသိမ်းရှောင်သွားခဲ့ခြင်းဖြစ်၏ထို့လူတို့၏အတ္တကြဖြစ်စဉ်မှာကြောက်မက်ဖွယ်မြန်ဆန်လုံးလာပါ၏ တို့တို့ဖြစ်ရသည့်အကြောင်းရင်းကလူပွားနှင့်ပတ်သက်၍ပြေဝမျှတသောအမြင်မရှိခြင်းသို့မဟုတ်စိတ်တက်အခြေခံမှန်ကန်ခြင်းဖြစ်သည်။ဤလူများသည်ဘဝအောင်မြင်မှုကိုငွေကြေးတစ်ခုလည်းဖြင့်တိုင်းတာကတနာငွေကြေးရရှိရေးကိုသာဥတီလျက်လောဘစောကြီးစွာလောက်ကင်ချသူများဖြစ်ရ။သူတမအားမတရားပြုရမည်ကို၎င်းတရားဥဒေးချုပ်ဖောက်ရမည်ကို၎င်းထိလန့်နှောင့်နှေးခြင်းကင်းမဲ့သွားတတ်ကြပြီးထိုအဖြစ်တို့ကြောင့်ပင်နောက်ဆုံး၌ ြစ်စည်းမှုနှင့်ကြုံကြရခြင်းဖြစ်ပေသည်အဆိုပါပုဂ္ဂိုလ်များ၏အဖြစ်သည်လောက၌ငွေသာပဒါနမဟုတ်ငွေများများရတိုင်းအောင်မြင်သည်မဟုတ်ဟုသောအချက်ကိုသက်သေပြလျက်ရှိသို့တော်ငွေသည်အချီးနှီးကျိုးမဲ့တော်မဟုတ်ပါငွေသည်လူ၏ကာယဒုက္ခစိတ်ဒုက္ခကိုလည်းစုံတရာတော့အတိုင်းတာထိဖန်နီးပေးနိုင်သောအရာဖြစ်သည် ငွေကြေးရှာဖွေရနိုင်မှုသည်လူ၏အောင်မြင်မှုသို့မဟုတ်အစွမ်းအစာရှိမှုကိုလည်းစုံတရာတော့အတိုင်းတာထိတည်တည်ထူနိုင်သည်လေအမှန်မြင်ဖြစ်သည်ထို့ပြင်ငွေသည်မိမိတကူ၏အကျိုးကို၎င်းမိမိ၏မိသားစုဆွေမျိုးမိသင်ကားနှင့်အခြားတစ်ပါးသောလူသားအများစုတို့၏အကျိုးကို၎င်းတစုံတရာသောအတိုင်းအတာသည်စောင့်ကြည့်နိုင်သည်လည်းအမှန်ဖြစ်ပါ၏။စီဝါရေးလို့ကိုအာချိုမန်တဲလို့ကမိမိရှာဖွေခဲ့ရသောဒနာငွေကြေးများအပြင် ဇမ္မာရေးပညာရေးအစရှိသည့်အများအကျိုးပြုကိစ္စရပ်များကိုဆက်စပ်တမန်ဆောင်ရွက်ပေးခြင်းအပြင်မိမိတို့ဘဝကိုမိမိတို့အကြီးအကျယ်အပြောင်းအလဲဆုံးတည်ဆောက်မြင့်တင်နေကြသည့်ပုံကိုယ်ကြီးများလည်းအများပင်ရှိပါသည်။တာမန်အားဖြင့်ဆိုရင်မန္တလေးမြို့၌ပိုးကုန်တဲ့လုပ်ဖြင့်မထင်မရှားနေထိုင်က မထင်မရှားပင်တင်းမြို့ပျောက်ကွယ်သွားစရာရှိသည့်ဒေါ်ဦးစွန်းသည် မြန်မာနိုင်ငံ၌ဘုဒ္ဓဘာသာလူအိုယိုများစတင်တည်ထောင်ခြင်းယင်းလူအိုယိုများအတွန်ရှည်ရေးတိုးဝါပြများရေးတို့အတွက်အာထုတ်ကြိုးပမ်းခဲ့ခြင်းစသည်လူရဲများကြောင့်လူသားအကျိုးဆောင်အာဇာနည်မျိုးသမီးကြီးအဖြစ် တမိုင်းဝင်ထင်ရှားခဲ့ရသည်လာတွင် တထေးကြီးစာဥတွင်သည်လည်းမြန်မာနိုင်ငံ၌လုပ်ငန်းကြီးမျိုးစုံကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သည်စီဝါရေးထူးချွန်း လူကြီးဖြစ်သားမကနိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုပ်ဆောင်သင့်သည့်ကိစ္စရပ်များတွင်စည်နာစိတ်သက်ထက်သန်စွာဥဆောင်ဥရပြုခဲ့သည့်တိုင်းချိုးပြီးဆောင်ပို့ကိုကြီးအဖြစ်ထိုက်ထိုက်တန်တန်ဂုံပြုမှတ်တမ်းတင်ခင်ခံခဲ့ရသည်နောက်ကဘာနိုင်လဲဂျွန်နီရော့ဖဲလာအင်ဒရူးနကာဂျီဟင်နရီဖိုးစသည့်လုပ်ငန်းရှင်တထေးကြီးများသည့်အများအကျိုးပြုလုပ်ငန်းကြီးများတွင် ဒေါ်လာငွေတန်ပေါင်းရာချီကယင်းနီမတီဘေကျင်းလူရန်စွန်ကြဲခြင်းများအပြင်မိမိတို့၏အောင်မြင်သောဘဝအဆောက်အအုံများကိုပို့၍ပို့၍ကြည်ကျဲခိုင်ခံ့အောင်မွမ်းမံတည်ဆောက်ခဲ့ကြပါသည်မိမိတကူ၏ជីវချမ်းသာရေးကိုအလင်းမတွေးအများကျိုးပတ်ဝန်းကျင်အကျိုးလူလောကအကျိုးတို့ကိုဆွမ်းဆွမ်းတမန်တွေးကြံဆောင်ရွက်ခြင်းဖြင့်လူတကာနှင့်ကြည်ကျဲမြင့်မားသွားခဲ့ကြသူများလည်းများစွာရှိ၏ Albert Risa, Mother Teresa, Florence Nightingale, Henry Dunant စားသည့်ပုံကူများသည့်ဆင်းရဲဒုက္ခကြားရောက်သူတို့အပေါင်းတို့အားသွေးသားရင်းချမ်းမှစိတ်ကောင်းစေတနာအပြီးထားကဘဝလုံးမြုပ်နှံကူညီခဲ့ကြခြင်းဖြင့်ကဘာကကြီးညိုလေးစားရသည့်မဟာကရုရှင်များဖြစ်သူရောက်ရှိခဲ့ကြပေသည်ထို့ကြောင့်လူမန်လင်းမိမိတကူတဲ့တော့တသက်တာဘဝလေးကို မိမိရွေးချယ်သောနေပင်နာအတောက်ပါဆုံးအောင်မြင်ဆုံးဖြစ်အောင်ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါ၏တပန်ထူတို့အောင်မြင်တော့ပါတော့ဘွားတကူတိဆောက်ရနာရေရှည်တည်တဲ့ခိုင်မာစီမီတောက်တိုင်းကောင်းဥမြင့်ကောင်းများပေါ်တွင် အခြေချမိစီရန်နဲ့တတိပြုရမည်ဖြစ်ပါ၏။အပြောင်းအလဲဆုံးဘဝတကူတိဆောက်ခြင်း။ယခုစာရှုတူလက်ဝဲရှိဤစာအုပ်တွင် မိမိဘဝကိုမိမိရွေးချယ်ထားသည့်မိသည့်နေပင်၌မစူးအပြောင်များဆုံးတိဆောက်လိုချသည့်ပုဂ္ဂိုလ်များအားဇွဲလုံးလဝရိယစိုက်ထုတ်လုတ်ကင်တန်တီအလေးထားကြည်ထွားရှင်တန်လာစီဟီညာမျောမြင်နှင့် စင်ကျင် လုတ်ကင်ခြင်းဖြင့်လုံးလဝရိယ၏အကျိုးကိုအပြည့်ဝဆုံးရရှိခံစားနိုင်ဟီကြံ့ခိုင်သောစိတ်တိကျသောကိုယ်ပိုင်စည်းကမ်းများအပြင်မိမိကိုယ်ကိုမိမိ မြင့်မြတ်တည်ကြည်သူတို့အဖြစ်ထိမ့်သိမ်းထားနိုင်ရေတို့အတွက်တတိပြုစရာဆင့်ကျင်စရာလက်တွေ့ကျင့်ဆောင်စရာကျင့်စဉ်နည်းလမ်းများကိုကမ္ဘာတွင် အောင်မြင်ထင်ရှားခဲ့သည့်ပုဂ္ဂိုလ်ကျော်များစွာတို့၏အထုပ်ပတ်တိငယ်များအပြင်တာရကဆောင်ကစီစဉ်တင်ပြထားပါသည်ဇာချုသူနေဖြင့်ဤကျင့်စဉ်နည်းလမ်းများကိုဂိုင်ဆွဲကတသက်သားမှတစ်ခါ ပြုစုပြုထောင်နိုင်ခွင့်ရှိသည်တခုသည်သောမိမိကိုယ်ပိုင်ဘဝကိုအပြောင်းအလဲဆောင်လျက်ရာခေါင်းတစ်ခုဖြစ်အောင်ဖန်ဤတိဆောက်သွားနိုင်လိမ့်မည်ဟုမျှော်လင့်ယုံကြည်မိပါသည်ရှဖတ်တို့မွန်စာဝီကျန်ရှိနေသောအပိုင်းများကိုစစ်လက်ဖက်ပြသွားမှာဖြစ်တဲ့အတွက်ငွေ channel လေးကို subscribe လုပ်ပြီး 咱们要拿什么报呢？